ျွန်တော်တို့ကဆိုလို့ရှိရင်ဒီမှာနေလာခဲ့တာဆိုတော့တော်ကြီးတောင်ကြီးပေါ့ကြာမကြောက်ဆင်မကြောက်အဲ့လိုနေလာတဲ့နေရာမှာအဲ့လိုကျွန်တော်တို့ရဲ့ဒုက္ခတွေခံပြီးတော့နေလာခုလို့ခုနရွာမြေတို့ဒီအကွက်ကလေးတွေရှင်းလင်းသွားတဲ့နေရာကြမှာဧကတရာသူကအဲ့လိုဝင်ကြီးကနောက်တစ်ခါဘလူကဧကတရာအဲ့လိုတွေပန်ဆိုင်မှုတွေသူကလာယူနေကြရပေါ့အဲ့နေရာကြမှာကျွန်တော်တို့ဒုက္ခခံစားပြီးတော့နေလာတဲ့လူတွေကဘေးဖယ်ပေးရမှာဖြစ်တယ် အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေမှာတတော်ကိုခံစားနေရကျွန်တော်တို့ဒီလိုနှိမ့်ချတာများကြီးနေလာခဲ့တဲ့လူနေခွင့်မရဘူးမနှစ်ကမှရောက်လာတဲ့လူကဒါသူ့မြေကြီးပါဆိုပြီးတော့ပိုင်ဆိုင်ခွင့်သူတို့ပေးထားတာကိုကကျွန်တော်တို့ကဒါတွေအမြင်မရှင်းလင်းဘူးပေါ့ခံစားရတာပေါ့သူတို့ပေးဆောင်ရတဲ့သူတို့တေအကောက်ပေးဆောင်ရတဲ့နှုံကျွန်တော်တို့တောင်သူတွေလည်းပေးဆောင်နိုင်ပါလေဒါကျွန်တော်တို့အနေနဲ့ဒါမင်းနဲ့ကျွန်တော်တို့လာတဲ့အခါကျရင်တက်တော့နဲ့အများအားတွေ့နေပြီနဲ့တက်တော့ကခင်ဗျားတို့တောင်သူတွေအနေနဲ့ တမိုင်းတပိုင်းတခိုင်းတေကဒီလကောင် နေကဒီတော့ခမလုတ်ပိုင်ခွင့်ဆိုတဲ့မပေးဘူးသူတို့အထက်ကနေပြီးတော့ယူလာပြီးအထက်ကနေလာလုတ်သွားတာပဲဟဲ့လားအဲဒါပဲကျွန်တော်တို့မှာတွေ့မြင်လက်ရှိအခုနေနေတဲ့အင်ချိုင်ရံတော်ဖယ်ပေးရမယ့်အစီအမျိုးတော်ဖြစ်လာတာဟိုအင်ရှင်ကဘေးဖယ်ပြီးတော့အဲ့ဇာနေရာယူနေတယ်လို့ဖြစ်နေတယ်အဲ့တော့အင်ကြီးကကျွန်တော်တို့ကနေရာဟိုဖယ်ပေးရမယ်သူတို့ဧကဇာကြတော့ချောချောချူချူရတယ် ဟာလုတ်ပိုင်ခွင့်လေအများကြီးပေါ့ဧကတရာကျွန်တော်တို့ကြတော့အိမ်တရားစာလေးကိုအဲ့ဒါကိုနေရာမရဘူးဖြစ်နေတယ်ကျွန်တော်တို့မြန်မာပြည်သားတယောက်ဖြစ်ပြီးတော့နေဝင်နေရာမရှိတဲ့အတွက်ကျွန်တော်တို့ကဒီနေရာလေးကိုပြန်လို့ကျင်တာပါသူတို့တဲကိုလည်းပဲကျွန်တော်တို့ကတက်လက်မလည်းမလို့ကျင်ဘူးအဲကျွန်တော်တို့ရမယ်ပိုင်ဆိုင်ခွင့်ရှိတာလေးပဲကျွန်တော်ကလို့ကျင်တာဟိုစကားတွေလည်းသူတို့တွေအများကြီးပြောကျင်ဘူးပြောကျင်ဘူးဆိုတာပါဆိုတော့သူကပတ်စံရှိတဲ့လူတွေကျွန်တော်ကမရှိစင်းရတာတနေ့လုံးမတင်နေစားရတယ်အခုဆိုရင်လက်ရှိအနေထားကျွန်တော်လက်ခံနေပြီးသူတို့လုတ်လိုက်တယ်တော်တော်နိုင်နေစင်းနေနိုင်လုံးလို့ပါ ။ဟောကျွန်တော်ဆိုလို့သူများသဘေပုံမှာဟိုကနေရတာအခုလက်ရှိအနေထားရှိပါတယ်။အဲဘီရစရာမြင်မရှိဘူးဖြစ်နေ။ဟိုဘက်ပြေတော့ဟိုဆိုင်ထဲသွားရင်ဒဏ်ရိုက်မှာဖမ်းချုပ်မှာသူအချုပ်ထက်ချာ။အဲ့လိုဖြစ်ဒီဘက်နောက်ဘက်ထွက်လာနောက်ဘက်ဆိုင်ရှေ့ထွက်လာရှေ့ဘက်ဆိုင်ဟိုရွာထိပ်ဘက်ဟိုဘက်ထွက်အကုန်ဆိုင်ကြီးပဲကျွန်တော်ဘေးမှာပတ်နေ။အေကတော့သူတို့ကြတော့ဦးချင်းတယောက်ချင်းဘလို့ဖြစ်လို့အေကကိုရာနဲ့ချီရတာလေ။ကျွန်တော်တို့ကြတော့အိန္ဒိယသားတော့မရဘူးဆိုတော့မြန်မာပြည်မှာနေတဲ့မြန်မာပြည်သားချင်းအတူတူဒီလိုပဲလားဥပဒေတွေကဒီလိုထောက်ထားတာကကျွန်တော်တို့သိကျင်တယ်ပေါ့ အဲ့တော့ဒါလေးတွေတော့ကျွန်တော်တို့ဘက်ကိုပြန်ကြည့်စေချင်ပါအိတရားစာလေးတွေတော့ပါတက်တော်ကလှုပ်ထားချက်ကမမှန်ကန်တဲ့အတွက်ပေါ့လေကျွန်တော်တို့ရွာဆိုရင်ရွာဟိုင်းမှာကျွန်တော်ဘောဒါရွာကြီးရဆေးကရှိရင်ဆေးကရွာဟိုင်းမှာစာရွက်အဲနေနမိတ်ကဒီဥစ္စာနဲ့ကျွန်တော်တို့၄ချိန်ရှိပြီဒီကတိုင်းတာလဲ